ရနဲ့ပူတင်ဖုံးပြော်ပြီးရုရှားရောယူကရိန်းပါအပြန်လှန်လေကြောင်းကနေတိုက်ခိုင်းဒေါ်နယ်ထရန့်နဲ့ဗလာဒီမာပူတင်တို့ဖုံးဆက်ဆွေးနွေးခဲ့ကြပြီးနိုင်ပိုင်းအကြာမှာရုရှားနဲ့ယူကရိန်းဟာနှစ်ဖက်အခြေခံအဆောက်အုံတွေထိခိုက်ပျက်စီးစေဖို့လေကြောင်းကနေတိုက်ခိုက်ခဲ့ကြပါတယ်မလ16ရက်နေ့ကအမေရိကန်တမရထရန့်နဲ့ရုရှားတမရပူတင်တို့ဟာယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးညှိနှိုင်းဆွေးနွေးမှုရှိခဲ့ကြပါတယ် အဲ့ဒီဆွေးနွေးမှုမှာပူတင်ဟာအမေရိကန်ဘက်ကအဆိုပြုတဲ့ရက်30ကြာပြစ်ခတ်ရက်စရေးကိစ္စကိုပယ်ချခဲ့ပေမယ့်ယူကရိန်းရဲ့စွန့်အင်ဆိုင်ရာအခြေခံအဆောက်အုံတွေကို ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကလည်းရှောင်ကျဉ်ဖို့တော့လက်ခံခဲ့ပါတယ်။ဆွေးနွေးပွဲပြီးတိတ်မကြခင်မှာပဲယူကရိန်းသမ္မတဗိုလိုဒီမာဇီလမ်စကီကရုရှားဆေးရုံတစ်ခုအပါအဝင် ယူကရိန်းနိုင်ငံအနှံ့ကအနေအထားတစ်ချို့ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။သူကပူတင်ဟာ ထွက်ကကန်းလှမ်းခဲ့တဲ့အလုံးစုံပစ်ခတ်ရစရေးကိစ္စကို ပြောင်ပြောင်တင်းတင်းညှင်းပယ်ခဲ့တာဖြစ်တယ်လို့အဆိုဆွဲသွားပါတယ်။ပူတင်နဲ့ထရပ်ဖုံးပြောပြီးတဲ့နောက်ယူကရိန်းဘက်ကလည်း drone တိုက်ခိုက်မှုတစ်ခုလုပ်ဆောင်ခဲ့တာကြောင့်ရုရှားတောင်ပိုင်း Krasnodar ဒေသမှာရှိတဲ့73စီတောင်လောင်ရုံတစ်ခုမှာမင်းထောင်ကျွမ်းခဲ့တယ်လို့ရုရှားအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဇီလမ်စကီကရုရှားရဲ့တိုက်ခိုက်မှုတွေဟာစူမီမြို့ကအစည်းအရုံးတစ်ခုအပြင်ရပ်ဖက်အခြေခံအဆောက်အုံတွေကိုရည်ရွယ်ချက်ရှိရှိပြင်မှတ်ထားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ပူတင်နဲ့ထရတ်တို့ဖုံးပြပြီးနိုင်ယီပိုင်းနဲ့အကြံပါပဲရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုအစီအမံမှပါဝင်တဲ့ဒရုန်းအစီ40လောက်ဟာယူကရိန်းကိုပြင်မှတ်ထားတိုက်ခိုက်လာခဲ့တာဖြစ်တယ်လို့ဇီလမ်စကီကဆိုပါတယ်။ညပိုင်းမှာရုရှားကတုံးကြည့်တဲ့အတုံးပြပြီး ယူကရိန်းရဲ့တပ်အားပေးဆက်ရုံတွေအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တယ်ဆိုတာကယူကရိန်းပြည်သူတွေအတွက်အသားချလာတဲ့အခြေအနေတစ်ခုတောင်ဖြစ်လာနေပြီလို့ဆီလမ်စကီကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။